ကိုးပါမှာနမည်ပြောင်းနဲ့ဝိုင်ထုတ်ဖို့ကြိုးစားခဲ့ပေမဲ့တရားရုံးမှာအမှုရင်ဆန်နိုင်ရတဲ့ကိုးပါမှာပေးသမျှလုံးပဲမင်္ဂလာပါ Blue Lion King ကနေတင်ဆက်ပေးနေပါတယ်။အင်္ဂလန်နဲ့ချက်စီးသင်းရဲ့အသက်23နှစ်အရွယ်ကျောင်းဝင်ကစားသမားကိုးပါမှာဟာသူ့ရဲ့နမည်ပြောင်းကိုးပါမှာကိုအသုံးပြုပြီးဝိုင်အပါဝင်ကွန်ပျူစီးတီကိုထုတ်လုပ်ရောင်းချဖို့အမှတ်တရစိတ်မူဝိုင်ခွင့်ကိုရှောက်ထားခဲ့တယ်လို့သိရပါတယ်။ ဒီအမတ်တစိမ့်မှာသူရထူးခြားတဲ့ဂိုးသွင်းပြီးအောင်ပွဲခံတဲ့ပုံရင်ကိုပါထည့်သွင်းခဲ့ပါတယ်။ဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတရားရုံးမှာတရားရင်ဆိုင်ရတဲ့အချိန်တည်းရဲ့နဲ့ဂိုးပါမှာတရားရင်ဆိုင်ခဲ့ရပါတယ်။ Shutter Bar မှာဟာပြည်သိနိုင်ငံရဲ့နာမည်ကြီးဝိုင်းထုတ်လို့ရေးကုမ္ပဏီတစ်ခုပါ။1814ခုနှစ်မှာဗြိတိရှားစစ်ပတ်ရာရှိချာဘာမာကဒီဝိုင်းချန်ကိုဝယ်ယူပြီးဝိုင်းထုတ်လုပ်ရောင်းချမှုကိုစတင်ခဲ့ပါတယ်။နှစ်ပေါင်း200ကျော်ကြာပြီဖြစ်တဲ့သူတို့ရဲ့အမှတ်အစိတ်ဟာဒီနေ့မှာတော့ကမ္ဘာအဆင့်မီဝိုင်းဖြစ်နေမယ်ကြီးလာခဲ့ပါတယ်။အထူးသဖြင့်ဘော်ဒိုဒေသရဲ့မာကာဝိုင်းတွေဟာရေသွေးမြင်မာပြီးနိုင်ငံတကာမှာတည်ဆောက်ခြင်းခံခဲ့ရပါတ ယ်။ဒါကြောင့်သူတို့ဟာသူတို့ရဲ့အမှတ်တရနာမည်ကိုတန်ဖိုးထားပြီးကာကွယ်ဖို့ကြိုးစားတာတဘာဝကြပါရယ်။ဘာကြောင့်ငင်းပွားမှုဖြစ်တာလဲ။ ကိုဘမဟာ2025ခုနှစ်အောက်တိုဘာလမှာဂရုဘာမနာမည်နဲ့ဝိုင်းအပါဝင်အဝေးအထည်အချို့ရင်းနဲ့အခြားကွန်ပျူတာစီးရီးကိုထုတ်လုပ်ဖို့အမှတ်တရစိတ်မူပိုင်ခွင့်ကိုရှောက်ထားခဲ့ပါတယ်။သူရဲ့ဂိုးသွင်းပြီးအောင်ပွဲခံတဲ့ပုံရိပ်ကိုပါဒီအမှတ်တရစိတ်မှာထည့်သွင်းခဲ့ပါတယ်။ဒါပေမဲ့ချက်ထဲပါမာကဒီနာမည်ဟာသူတို့ရဲ့ချက်ထဲပါမာနဲ့အတန်ထွက်ရောပုံစံရောမှာဆင်တူတယ်လို့ယူဆပါတယ်။ဒါကြောင့်သူတို့ရဲ့အမှတ်တရစိတ်ရဲ့ဂုဏ်သတင်းနဲ့ထူးခြားမှုကိုထိခိုက်နေတယ်လို့ကန့်ကွက်ခဲ့ပါတယ်။တရားရုံးမှာချက်ထဲပါမာကသူတို့ရဲ့နာမည်ဟာနှစ်ပေါင်းများစွာတရှိလာခဲ့တဲ့အမှတ်တရစိတ်ဖြစ်ပြီးဂိုးဘာမာရဲ့ဂိုးဘာမာဟာဝိုင်းစည်းကွက်မှာရော ထွေးမှုဖြစ်နိုင်စေတယ်လို့အောင်မြင်စွာညင်းဆွနိုင်ခဲ့ပါတယ်။ဒါကြောင့်ခိုးပါမဟာဝိုင်းထုတ်လို့ရောင်းချဖို့အတွက်ခိုးပါမအမှတ်တရစိတ်ကိုတော့အသုံးပြုခွင့်မရရှိတော့ပါဘူး။ဒီတရားရုံးရဲ့ဆုံးဖြတ်ချက်ကြောင့်ခိုးပါမဟာခိုးပါမနာမည်နဲ့ဝိုင်းထုတ်လို့ရောင်းချဖို့မဖြစ်နိုင်တော့ပါဘူး။ဒါပေမဲ့သူ့ရဲ့နာမည်ပြောင်းကိုအဝဲထဲအချိုးရီဒါမှမဟုတ်အခြားကွန်မြူစီတွေအတွက်တော့ဆက်လက်အသုံးပြုခွင့်ရှိနေပါသေးတယ်။ဒါကသူ့ရဲ့ကိုပိုင်မှတ်တရစိတ်ကိုတိဆောက်ဖို့အခွင့်အရေးတွေရှိနေသေးတယ်လို့ဆိုလိုတဲ့သဘောလေးဖြစ်ပါတယ်။ခိုးပါမဟာဘလုံးကွင်းထဲမှာထူးချွန်တဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးသူ့ရဲ့ခိုးပါမဆိုတဲ့နာမည်ပြောင်းဟာပိသက်တွေကြားမှာရည်ပန်းစားပါတယ်။ ဒါပေမဲ့ဒီအငင်းပွားမှုကသူ့ရဲ့စီးပွားရေးလုပ်ငန်းတွေအတွက်ဝိုင်းစည်းကွက်ထဲမှာကန့်သတ်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းချောင်းကိုပြောမယ်ဆိုရင် Cooper Mae ရဲ့ကုမ္ပဏီ Pharma Management Limited ကသူ့ရဲ့ sponsor နဲ့ partner လုပ်ငန်းတွေကိုကင်တွယ်လုပ်နေပါတယ်။လက်ရှိမှာ Pharma ကုမ္ပဏီဟာသူ့ရဲ့နှီးပညာနဲ့ partner လုပ်ငန်းတွေကနေရရှိတဲ့ဝင်ငွေတွေကနှိမ့်စင်ပေါင်1.6သန်းဒေါ်လာ2သန်းလောက်ရှိနေပါတယ်။ ဒီပါတနာတွေက Nike နဲ့ Bohemian တို့လိုကုမ္ပဏီတွေပါအခုဆိုရင်အလုပ်လုပ်ဖို့အတွက်ပါမာရဲ့ကုမ္ပဏီစီမှာစုဆောင်ငွေပေါင်၁၁.၅လောက်ရရှိလို့နေပါပြီဒီငွေနဲ့ပါမာဆွဲနာမည်ပြောင်းကိုအသုံးပြုပြီးပါမာကသူ့ရဲ့ထုတ်ကုန်တွေကိုထုတ်လုပ်ရောင်းချဖို့ကြိုးစားလာခဲ့တာပါဒါအပြင်ကိုပါမာနဲ့ပါတနာလုပ်ထားကြတဲ့ကုမ္ပဏီတွေကလည်းပါမာရဲ့လုပ်ငန်းသစ်တွေထဲမှာပူးပေါင်းလုပ်ဆောင်ဖို့စိတ်ဝင်စားနေကြပါတယ်အခုတော့ဝိုင်ထုတ်လုပ်ဖို့အဆင်မပြေဖြစ်ခဲ့ပေမဲ့နာမည်ပြောင်းပြီးဆက်ထုတ်မလားမောင်ရည်ကဲဆိုတဲ့နာမည်ပြောင်းတဲ့အခြား brand တွေကိုပဲအရင်ထုတ်သွားမလားဆိုတာကိုတော့ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ကြမှာအစုံလေးကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ် Resume IT Marie.